မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်32မူအိမ်ကျဲပါ။မကွေးတိုင်းထင်းလင်းမြို့နယ်11ကျေးရွာကိုမနေ့ကမနေ့ပိုင်းစေအုစုကတိုက်လေရင်တွေနဲ့ဘုံလုံးရေ30နီးပါးကျဲချတက်ဖြစ်လို့ဂျာကာလာပညာရေးဆောင်ပွဲဖြေဆိုးဖို့ပြင်ဆင်နေတဲ့ Grade 12ကျောင်းသူနှုတ်အပါဝင်ဒေသခံလေးဦးတည်ဆုံပြီး20ကျော်တန်ရာရကရွာရဲ့အင်ခြေထွက်ဝက်ကပျက်စီးခဲ့ပါရစေ။ မလ20ရက်မနက်2နာရီလောက်မှာထင်းလင်းမြို့နယ်အင်ချေတရာကျော်ရှိတဲ့11ကျွာကိုစိုးစုက Jet Fighter တိုက်လေရင်3စီးနဲ့ဘုံးတွေကျဲချပြီးတော့ဆက်တနက်တွေ Rocket တွေနဲ့ပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်ခဲ့တာပါဘုံးထီမန်လို Great 12အကြောင်းသူနှစ်ဦးအသက်80ကျော်အဖွားအိုတူနဲ့အသက်80ကျော်အဖိုးအိုတူတို့သေဆုံးပြီးတော့ရွာခံပြည်သူအမျိုးသမီး14ဦးအပါအဝင်20ကျော်ဒဏ်ရာရကဒဏ်ရာရသူတွေတဲက6ဦးဟာ အသက်အန္တရာယ်ဆိုရင်ရတဲ့ဆိုတာနဲ့ ဘုံသုံးလုံးကမပေါက်ခွဲပဲကြန့်ရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဘုံဒီမန်လို့နေအိမ်လေးလုံးမီးလောင်ပြာကြကားစုစုပေါင်းအင်ချီ90ကျော်ပျက်စီးပြီးတော့နွားရှစ်ကောင်ဝက်သုံးကောင်သေဆုံးသလိုနွားနဲ့ဝက်အကောင်30ကျော်တန်းရရတယ်လို့ထင်းလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအာဖာကထုတ်ပြန်ပါတယ်။2014သကောင်စင်းအရာ ထင်းလင်းမြို့နယ်အလဲပန်းရွာမှာအိမ်အောင်စု106စုနဲ့လူဦးရေ400ကျော်နေထိုင်ပါတယ်။စိုးစုကထင်းလင်းမြို့ပေါ်မှာလည်းခန့်စစ်ပြင်နေပြီးတော့ဇန်နဝါရီလကုန်ပိုင်းကစလို့မြို့ပတ်လည်ကိုဒရုန်းတွေမကြခဏပြန်တန်းနေလို့မြို့အနီးဝန်းကျင်ရွာတွေကပုံမှုကယူစိုက်ကြဖို့လဲဒေသခံအချင်းချင်းသတိပေးတိုက်တွန်းထားပါတယ်။ယူသိန်းတိုက်ပွဲပြင်းထန်နေတဲ့ဖလန်းမျိုးမှာစုံစုတရင်မှုဒုဗိုလ်မှုကြီးတည်ဆုံခဲ့တယ်လို့ စောစုလအောက်ခံတပ်သား73ဘန်းနဲ့လက်နက်တချို့သိမ်းဆည်းရရှိတယ်လို့စစ်ရေးသတင်းမြစ်တွေက MFP ကိုပြောပါတယ်ချင်းပြည်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာစိုးစုနဲ့တော်လန်ရင်တက်တွေတပတ်ကြာကြာတိုက်ပွဲပြင်းထန်နေပြီးတောင်ကုန်းပေါ်မှာတည်ရှိတဲ့နောက်ဆုံးလက်ကျန်းစိုးစုချင်းလင်းတရင်ခလာရ268ကိုတိမ့်ပိုက်နိုင်ဖို့ကြံရှိနေရပါဗျ။ အဲ့ဒီတကုံပေါ်မှာအခြေပြုနေထိုင်တဲ့စေအုပ်စုနဲ့တော်လိုင်းတပ်ဖွဲ့တွေမလ12ရက်ကနေမလ20ရက်ထိတိုက်ပွဲဖြစ်ပွားခဲ့တာပါခလန်းမြို့သိမ်းတိုက်ပွဲတွင်တေဆုံခဲ့တဲ့စေအုပ်စုချီလင်တရင်ခလာရ268တရင်မှုဒူဘုံမူကြီးဟာဖလန်းမြို့တိုက်ပွဲမှာဥဆောင်ကုတ်ကဲနေသူဖြစ်ပြီးတော့ခေါင်းမှာပိတ်ကက်သူတယောက်ဖြစ်တယ်လို့မြေပြင်တိုက်ပွဲဝင်ရဲဘော်တူကပြောပါတယ်စေအုပ်စုတပ်တွေဟာဖလန်းမြို့မကြရဲ့အတွက် ဝေဟင်ယဟန်ရင်တွေနဲ့လူအင်အားထပ်မံပို့နေသလိုဖလန်းမျိုးနဲ့အတွင်းလေကြောင်းအုံပြုကဘုံမိုးရွာတိုက်ခိုက်နေရကြောင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ဖလန်းမျိုးကိုတော့တော်လိုင်းအင်အားစုတွေက2024ခုနှစ်မှာတိုက်ခိုက်ပြီးစုစုအထိုင်းစကန်တွေဖြစ်တဲ့ထွေအုပ်ယုံမျိုးနယ်ရဲစကန်ခရိုင်ရဲစကန်စောက်လုံရင်ယုံတွေကိုတင်ပတ်ရရှိထားပြီးဖြစ်ပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်ထွန်းတုံးရက်ွက်54လက်နဲ့55လမ်းကြား 111လမ်းမှာရှိတဲ့ဝဲစုငွေချေးလုတဲ့အိမ်ကိုကားနဲ့လာတဲ့လူသုံးဦးကအိမ်ထဲဝင်ရောက်ပြီးအိမ်ရှင်အမျိုးသမီးကိုပားရိုက်ကာစက်သိန်း100ကျော်လူရက်ခဲ့တယ်လို့စိုးစုကသတင်းဖြန်ပါတယ်မလ18ရက်ည9:00နာရီဝင်းကျင်ကချမ်းမြသာစမျိုးနဲ့ထွန်တုံးရက်ကွက်မှာရှိတဲ့အဲ့ဒီငွေစုငွေချေးလုပ်ငန်းလုပ်ကင်တဲ့နေအိမ်မှာအင်ရှင်အသက်50အရွယ်အမျိုးသမီးနဲ့အတူနေအသက်18နှစ်အရွယ်မိန်းကလေးတို့ရှိနေရပါ။အဲ့ဒီအချိန်မတူးအမျိုးအစားခဲယောင်ကားနဲ့ရောက်လာတဲ့ လူသုံးဦးကအိမ်ထဲဝင်ရောက်ပြီးအိမ်ရှင်အမျိုးသမီးကိုပားရိုက်ကာကျက်133သိန်းကျော်လူရဲယူဆောင်သွားတယ်လို့စိုးစုရဲ့ရဲမှတ်တမ်းမှာဖော်ပြပါတယ်။ကျူးလွန်သူတွေကိုစိုးစုကဖမ်းဆီးနိုင်တာမရှိသေးပဲလူရဲခံရတဲ့အိမ်ရဲ့ဘေးပတ်ဝန်းကျင်နဲ့အိမ်တွေမှာတပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေကိုရယူကာစစ်ဆေးနေတယ်လို့ဆိုပါတယ်။ဆရာနာသိမိတဲ့နောက်မန္တလေးမြို့မှာလူတက်မှုလူရဲမှုဓမြမှုတွေဇက်တိုက် ဖြစ်ပွားနေပေမဲ့စိုးစုကကျွန်းလွန်သူတွေကိုဖမ်းဆီးနိုင်တာအားနေပြီးရဲပြူစောတိစတဲ့စိုးစုလောက်ကန်လက်နက်ကင်တွေကိုတိုင်ကလူရဲတမားမှုတွေကျူးလွန်နေတယ်လို့မြို့ခံတွေကပြောပါတယ်။မကွေးတိုင်းရေစကြိုနဲ့ရေလက်ကျုံးဒေသကမိုးဖြူနဲ့မိုးကွဲရွာတွေကိုစိုးစုကဒီကနေ့မနက်ပိုင်းမှာစင်းနေဝင်ရောက်ပစ်ခတ်ပြီးထွက်ပြေးတဲ့တက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအပါအဝင်ဒေသခံ90ကျော်ကိုပြစ်ခတ်ဖမ်းဆီးသွားခဲ့တယ်လို့ ရေစကြိုထောင်းရှင်း info community တာဝန်ရှိသူတို့ကပြောပါရယ်ရေစကြိုနယ်ရေလက်ကျွန်းဒေသထဲမှာရှိတဲ့ကျေးရွာတွေကိုတလာနီပါကြောင်းစစ်ကြောင်းတို့စင်းနေမိရှုံနေတဲ့စောစုတွေဟာမလ19ရက်ကနေ20ရက်ထိငတရော်ကျေးရွာကိုစင်းနေမိရှုံဖြစ်စီခဲ့ပါရယ်အဲ့ဒီစောစုကဒီကနေ့မနက်ပိုင်း6နာရီခွဲဝန်းကျင်မှာငတရော်ကျေးရွာဘက်ကနေချင်းတွဲမြကန်အနီကမိုးဖြူနဲ့မိုးခွဲကျေးရွာဘက်ကိုစင်းနေဝင်ရောက်ခဲ့တာပါ အခုလိုဆိုးဆူတွေစစ်ကြောင်းတို့ဝင်ရောက်လာတာကြောင့်အနီးပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးအဲ့ဒီလိုထွက်ပြေးနေကြတဲ့စစ်ရှောင်ပြည်သူတွေကိုဆိုးဆူတွေကလိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ မိုးကွဲရွာအနောက်ဘက် ချင်းတွင်းမြစ်တွင်ကျုံးခုံပေါ်မှာရှိနေတဲ့တက်ကြီးရဲ့အိုတွေနဲ့ကလေးငယ်တွေအပါအဝင်ပြည်သူ53ဦးဖမ်းဆီးခံလိုက်ရတာပါ။ လက်ရှိမှာဆိုးစုကတစားကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဒေသခံပြည်သူ53ဦးကိုမိုးကွဲရွာတဲ့ဖမ်းခေါ်သွားပြီးနောက်ဆက်တွဲအခြေအနေတွေကိုတော့မသိရသေးဘူးလို့ရေစကြိုတောင်းရှင်း info community တာဝန်ရှိသူတို့ကပြောပါရယ်။ရေလက်ကျွန်းကျေးရွာတွေကိုတလားနီးပါးကြစစ်ကြောင်းထိုးနေတဲ့အဲ့ဒီဆိုးစုကဒေသခံ20ဝန်းကျင်ကိုဖမ်းဆီးတပ်ဖြတ်ထားပြီးဖြစ်တာကြောင့်ဖမ်းဆီးခံရသူတွေကိုလည်း ရရဆက်ဆက်တပ်ဖြတ်ခံရတာမျိုးရှိလာမှာကိုဒေသခံတွေကစိုးရိမ်နေကြတယ်လို့ဆိုပါရယ်လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပက်လာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေနေမင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ